အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခု Fitte Yokres နဲ့ပတ်သက်လို့ပေါ့လေ Arsenal ပြိတက်တွေတော်တော်များများ Yokres နဲ့ပတ်သက်လို့ဒီလိုအောင်ပွဲခံတဲ့ပုံစံမျိုးကိုကျွန်တော်တို့အချိန်အကြာကြီးစောင့်ခဲ့တယ် သူ့ကိုစားရဖို့ကြောင့်ကမှတ်မှတ်ရရဝယ်ယူလိုက်ပြီးတော့သဘောတူညီမှုရတယ်ဆိုလို့ပြည်သက်တွေတောင်းတောင်းဖြားဖြားနဲ့အားပေးကြတယ်အဲ့မှာထပ်ပြီးတော့ supporting ကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြန်မလို့လို့ပြန်ဖြစ်တယ်နောက်ပြန်ဖြစ်မလို့ဖြစ်လိုက်တပတ်ကြာလိုက်တပတ်ကြာလိုက်နဲ့တော်တော်ကြီးကြာပြီးတော့မှ Yorkres က Arsenal ကစားမှဖြစ်လာတယ်အာစနယ်ကိုရောက်လာပြီးတဲ့အချိန်မှာပြည်သက်ကိုကစားပါအစ်စ်တယောက်နေနဲ့ခြေစွမ်းအောင်မပြရသေးပဲနဲ့အားပေးမှုအများဆုံးရတဲ့ကစားမလို့တော့ပြောလို့ရတယ် စာရီတော့ Premier League ပွဲစဉ်မှာ expectation ကိုသူ့ဘောကို မျောလင်းထားပေမဲ့ကျွန်တော်တို့အခု league set ပွဲမှာသူ2ဂိုးသွင်းတယ်။အိုက်ကနေမှဆင်သူဒီဘယ်လိုပြောမလဲဇက်တိုက်ပဲအခုသူဂိုးတွေရပြီးတော့သူ3ဂိုးသွင်းခဲ့တယ်။အဲ့တုံးကိုသွင်းပြီးတဲ့အချိန်မှာကျွန်တော်မျှော်လင့်ထားတာပေါ့ယောကရက်ရှိကအတွင်းကိုတွေအများကြီးရမယ်ဆိုသည့်တိုင်အောင်ကျွန်တော်မျှော်လင့်ထားသလောက်မရခဲ့ဘူးဒါကိုပွဲတီတီသူချန်ပီယံလိရောပရီးမီးယားလိရောစက်တိုက်ကာရဘောင်းကပ်ရောအိုက်ပွဲတွေအားလုံးကိုဂိုးပေါက်ပျောက်သွားခဲ့ပြီးတော့မှာ မနီညာကရမဲ့ရတော့တကယ်ကို မထင်မှတ်တဲ့ sloppy အလုံးတွေကသူ့ရှီရောက်လာတယ်။ဒီခါလေးကြာရင်တအဓိကတော့သူ့ရဲ့ hard working ကြိုးစားအားထုတ်မှုကိုနောက်ဆုံးကြာ reward ပြန်ရတယ်ဆိုတဲ့သဘောပဲ။ဘာကြောင့်လဲဆိုတော့ ယောကရက်ကြောင့်အာစနယ်ရဲ့တောင်ပန်တွေဟာခါတိုင်းတက်ပူပြီးတော့ space တွေပိုရတယ်ခါတိုင်းတက်ပူပြီးနေရာလွတ်တွေရတယ်ခါတိုင်းတက်ပူပြီးအခွင့်အရေးရတယ်အဲ့ဒါကရှင်းရှင်းလေးပဲအရင်တော့ကဆို Harvard ပဲဖြစ်ပြီး Michael Morin လို့ပဲပဲသူတို့ကနောက်ကို deep လုပ်ပြီးဆင်းလာတဲ့အခါမှာ white position ကစားမတွေကိုပြန်ပတ်တွေကပိတ်ထားတာပိတ်ထားတော့ white position ကထွက်လို့မရဘူးဒါပေမဲ့အခုကျတော့ယောကရက်ကအဲ့ white position ကစားမတွေကလည်း white position မှာစတင်အောင်သူကရှေ့ကနေ channel တစ်လျှောက်မှာဘဲညာ run ပြီးပြေးတာပြေးတဲ့ခါမှာနောက်တန်းတွေကတောင်ပင်ကစားမတွေကိုတိတ်ပြီးတော့ကတ်လို့ပြပေးတယ်တောင်ပင်ကစားမတွေက your crack ကိုစန္ဒပတ်နဲ့ထူဝင်ပြီးတော့ဝင်ကတ်တဲ့ခါမှာ white position မှာ space တွေ space တွေရတယ်အဲ့ဒါက arsenal ရဲ့ drd မှာအဓိကပြောင်းလဲသွားတဲ့အချက်ပဲအထက်တာပြီးခဲ့တဲ့နှစ်ကထက်ပိုပြီးကျွန်တော်တို့ victor yoker ကိုခေါ်တာကဂိုးသွင်းဖို့ထက် champion ဖြစ်ဖို့ ဗီတာယိုကရက်ကြောင့်တွင်းကိုတွေကချန်ပီယံဖြစ်ဖို့ကအဓိကဖြစ်ပေမဲ့သူ့ရှိကတွင်းကိုတွေကရာတွင်းကိုတွေနဲ့ချန်ပီယံဖြစ်ဖို့တဲ့သူ့ပါလာတဲ့အခါမှာ complete ဖြစ်သွားတဲ့တိုက်စစ်အတွဲကနေချန်ပီယံဖြစ်ဖို့ပဲအဲ့ဒါပဲဟုတ်တယ်ယိုကရက်ရှိကတော့ကျွန်တော်ပိသက်တွေကတွင်းကို20တို့အစိတ်တို့30တို့မျောပါပဲအတိုင်းထားဒုတိယကိုကတော့ရမယ်ပိုတူဂီမာလိုစပိုတင်မာလိုသူစိတ်ကြိုက်သွင်းကို90လို့ဘာလို့ရကြမှာရမယ်ဒါပေမဲ့ဒီအသင်းအတွက်သူဘာတယ်လာပေးလဲသူရဲ့ မလျှော်တော့ဆွဲနဲ့ကစားတဲ့ tires less ဖြစ်တဲ့အဆုတ်နဲ့ကစားနေတဲ့သူ့ရဲ့ war rate နဲ့သူ့ရဲ့ run တွေဟာ Arsenal တိုက်စစ်လမ်းကြောင်းတစ်ခုလုံးရဲ့ space တွေကိုဖန်တီးပေးတယ် အဲ့ချက်ဥမာ Chelsea ရေတော့ကထီမိုဗာနာသူ့အတူတာအသုံးကြတာသူကအမြဲတမ်း space ကိုရှာပေးတယ်ဥမာ Giroud ဆိုကြီး Holder play နဲ့ Mbappe Griezmann တို့ကို create လုပ်ပေးတယ်ခါတကြိုင်တချို့ကစားမတွေကကိုကအသင်းတွက်ကိုကိုမရပေမဲ့ကိုအသင်းပေါ်တွေကိုခြောင်သွားအောင်လုပ်ပေးတယ်အဲ့ဒါက Victor Yokresi အဓိကသူကိုယ်တိုင်နဲ့ကိုရှေ့မှာ clinical မဖြစ်တာတွေအများကြီးအိုလီဒီရသွားတဲ့အလုံးတော်တော်များများမှာအပေါ်ထောင်ကန်နဲ့ဘေးကန်နဲ့ခုံးသမားမိသွားတယ်ဒါပေမဲ့ဒီနေ့ရမယ့်ရတော့ ဒါသူ့ရှိပို့လိုက်တဲ့အလုံးကနေဒါဘယ်လိုပြောမလဲကန်ကောင်းကျင်တော့ရှုပ်ချက်ခတ်တဲ့ကြာသူရောက်လာပြီးတော့ကန်နဲ့ဒီဖလက်ဖြစ်ပြီးခိုးသွားတယ်။နောက်တစ်ဖက်ကကောင်းတိုက်တဲ့ rice ကတောင်းကန်ဘောကို Gabriel ကောင်းတိုက်ချတဲ့သူအသားလေးထပ်ပင်ပိတ်သွားတယ်။ So simple ပဲဒါပေမဲ့ကိုးပွဲစတိုက်ကိုပေါပျောက်တဲ့ကစားမတယောက်အလန်ရှိရအောင်ပြောသေးတယ်ပရိုင်းပရိုင်းမှာလို့အဲ့ချိန်သူကိုမတတိလို့တချိန်မှာ ကိုသွင်းဖို့အတွက်ကိုအချိန်အကြာကြီးပြောင်းနေတဲ့ကစားပါတွေခါလေးကြာရင်တပွဲထဲမှာစက်တိုက်ဒုံဒုံဒုံနဲ့ကိုတွေရာသွားတက်တယ်ဆိုပြီးသူပြောလို့ရှိသေးစက်တိုက်သွင်းသွား So Victor Jokeres ကသွင်းကိုဟာသူ့အတွက်တကယ်ကိုအရေးပါတယ်အခုဆိုဒီအာဒီမှာ Arsenal အတွက်၅ကိုသွင်းလိုက်ပြီးအဲ့၅ကိုဆိုတာထက် သူကြောင့်အခြားကစားမတွေတော်တော်များများ space ရလာတယ်အခြားကစားမတွေတော်တော်များများပူပြီး enjoy ဖြစ်လာတယ်။နောက် Mike Lewis ကလေးကိုလည်းချီးကျွမ်းမယ်သူရဲ့ run နောက် Martinelli ကိုလည်းအပိုင်းလေးတွေတုံးတာဟာ Arsenal အတွက်တပွဲချတပွဲချလေးတွေတုံးတာ Arsenal အတွက်လည်း important ဖြစ်တယ် improve ဖြစ်တယ်သူလည်းပူကျူးစားလာတယ်။ဘာဖြစ်ဖြစ် Victor Gyokeres က Arsenal ကို something different ပေးတယ်။ သူကတွင်းကိုကတော့အချိုးပေါ်တကားလောင်းပေါ်ဗျာဒါပေမဲ့သူကြောင့်ကစားပေါက်ပူချောင်းအောင်တောင်မန်တွေကိုဖန်တီးပေးပြီးတော့သူ့ရဲ့ run တွေ run တွေဟာ Arsenal အတွက် something different ဖြစ်ပြီးတော့အခုဆိုရင်ကိုပွဲဆက်ကိုပေါက်ပြောင်းမှုကိုအဆုံးသတ်ပြီးတော့နောက်ဆုံးမှာပိတ်သက်တွေကိုဒီလို celebration တွေနဲ့အဆုံးသတ်စေကြတာပေါ့လေ so Arsenal ပိတ်သက်တွေအခုလောလောဆယ် sofa ၅ကိုတွင်ထားတယ် Jorgres ဘယ်လောက်ထိတွင်နိုင်မလဲ တိုးတဲကျွန်တော်ပြပြိုင်ပွဲစုံမှာ20လောက်ရရင်ကြည်နဲ့တယ်ပြအမှန်တိုင်းပြောရင်ကျွန်တော်အမြင်ပေါ်လေဘလို့မြင်ကြလဲဆက်ပြတတ်တယ်ကိုမမဝင်အောင်မချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်